တို့နှစ်ဦးကနေပြီးတော့နော်2000ခုနှစ်ခုနှစ်ကစနော်နှစ်ဦးကနေပြီးတော့တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ပါဟဲ့လားလေးချိန်မှာလေးပရိရှိတယ်အဲ့ရနေပြီးတော့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်7နှစ်တော့လို့ရှင်တယ်သူကလေးချိန်မှာလေးပရိရှိဟုတ်ပြီအဲ့တော့တတိယကနေနဲ့လေသူကလေးချိန်မှာလေးပရိရှိတယ် အဲ့ဒီကနေပြီးတော့ကျွန်တော် site ဟိုပါပေါ့ဗျာဟို site လေးတစ်ခုပေါ့ဗျာနော်မိတ်ဆွေများကြည့်ကြည့်လိုက်ပါဟိုငန်းဆိုတော့အောင်းဖို့တော့မလွယ်ပါဘူးနော်အမေမဲ့လောလောနဲ့ဟိုဘယ်ငန်းပေါ့မလဲဆိုတော့ကိုကကိုပဲဟိုမထိုးပဲလည်းမနေနိုင်ဘူးဖြစ်နေတော့ကိုကကိုညံလေးနဲ့ကိုကကိုပဲကြည့်ကြထိုးတတ်ယူပါနော်အဲ့တော့ဟုတ်ပြီဒီလေးပရိတ်ကလည်းလေးချိန်ကနေလေးပရိတ်ကနေပြီးတော့ လင်းနစ်သွားတနည်းနည်းနည်းသုံးနည်းလင်းနစ်သွားတဲ့နှစ်ငယ်တို့ဆယ်ချိန်မှာနော်ဆယ်ချိန်မှာဒီကောင်က၈၉၃ဆိုတာရှိနော်ဟုတ်ပြီတို့ဒီမှာကျတော့ဒုတိယကကျတော့၈၈နော်ဆယ်ချိန်မှာတို့ဒီချိန်မှာကျတော့မထွက်သေးဘူးပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုဆိုပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ဒီချိန်ကြည့်တာကြီးတော့တိုင်းမော်တော့ကျွန်တော်မတက်တော့ပါဘူးဒါပေမဲ့ကျွန်တော်ယူစာလေးကယူတော့ယူစားတယ်နော် ယူဆတာလေးကကျွန်တော်ကလွယ်လွယ်ကူကူယူဆတာဝေးဝေးခက်ခက်ခဲခဲရတော့ယူဆိုင်တယ်ဟိုပလေးလေးတော့ရတာပေါ့ဗျာအဲ့ဒါကျွန်တော်ယူတာကမမေးဘဲနဲ့ကျွန်တော်မြင်တဲ့ဟာလေးပဲသူပေးသွားတာအဲ့လေသဘောတရားလေးကဘလုံးလဲဆိုတော့နော်ချင်းချင်းနဲ့မိထင်များသူ့အောက်တပြေးပြေးသဘောပေါက်တော့ဗျာနော်ကျွန်တော်ကကိုချိန်မှာလောက်သွားတယ်တစ်သုံးလေးဆိုင်ပေါ့နော်ကျွန်တော်ယူလိုက်တာကဒီမဲ့သူကထောက်ထားတော့ကောင်းတော့ကောင်းတယ်ဗျာနော် ဒီသုံးလုံးမုံခုံလို့တည်ခဲ့တယ်အဲ့ဒီကနေပြီးတော့ခုံလို့ထဲတဲ့လင်းနောက်ပိတ်နောက်နှလုံးပေါင်းသုံးတဲ့ခုံလို့ဖြစ်ခဲ့အဲ့ဒီကနေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်သွားလို့ရှိရင်တော့ तू ကရှစ်ပိတ်မှုထွက်တယ်နော်အဲ့ခုံလေးပဲနော်အဲ့ဒါဒီမူကြကျွန်တော်ဆက်ရှင်းပြတာမှာဒါလေးပဲကျွန်တော်တို့ဟောပြရအောင်နော်ခုံလို့ဖြစ်ခဲ့အဲ့ဒီခုံပြီးခဲ့လို့ဒီမှာခုံခါလို့ထိုင်လိုက်တာနော်အဲ့ဒီကျွန်တော် ကိုယ်ချိန်မှာယူဆတဲ့ပုံတွေကနေနော်အိုင်ရနေဆက်သွားပြီးနေရှင်းပြနော်ခွန်ကားလိုယူခဲ့ဆိုင်အဲ့ခွန်ကားနေပေါ့နှလုံးမောင်းကိုအဲ့နှလုံးမောင်းကိုနဲ့ဒီရှိပရိတ်နဲ့ပေါင်းရင်းဒီခွန်လို့ဖြစ်ခဲ့လို့ဒီခွန်ကိုပြန်ဖြီလာလို့ကျွန်တော်ယူဆတယ်နော်ပထမကဒုတိယကမှလည်းသူကရှင်းနောက်ပိတ်နှလုံးမောင်းကိုခွန်လို့ဖြစ်ခဲ့ခွန်လို့ဖြစ်ပြီးရတဲ့ပြိုင်နဲ့သူကကြပင်ရန်ကြတော့လင်းနစ်တဲ့နော်ခွန်လို့ဖြစ်ပြီးတော့အောက်မှာကခွန်ခါလုံးထိုင် ။နောက်နောက်လုံးမမစင်နဲ့ခုံလို့ဖြစ်အောင်ခုံမလေးလို့ဒီလိုက်တယ်။ဟိုကျွန်တော်ယူဆလိုက်တာကအကြတော့ကျွန်တော်ဆက်ပြအောင်မပေးတာလေးရ။နှစ်နောက်ပြီနောက်နောက်လုံးမကခုံလို့ဖြစ်ခဲ့လို့အောက်မှာသူကမင်းဦးရဲ့မြေကုံအောင်အောင်မြေမြေဆောင်လေးမှာခုံခါလို့ထိုင်ပြီးပြီးတော့နောက်နောက်လုံးကိုခုံပြအောင်ကျွန်တော်ရှင်းပြလိုက်လို့ကျွန်တော်ယူဆတာတစ်ချက်။နော်။ရှင်းပြလိုက်လို့ယူဆတာတစ်ချက်။ဒုတိယအနေနဲ့ကလည်းကျွန်တော်ကဒီခုံမလို့ ခွန်ခါလုံးထိုင်ပြီးတော့ဗရိနှလုံးပေါင်းရင်ခွန်လို့ဖြစ်ခဲ့ဒါတစ်ချက်ဒုတိယအနေနဲ့ကလည်းဒုတိယအကန့်အနေနဲ့လည်းတုံညာပရိရှိတော့ခွန်ဖြစ်အောင်ခွန်ပရိရိုက်တတိယအကန့်ကြလဲလဲဒီကောငါးပရိရှိတယ်နှစ်ပရိရိုက်ခွန်ပရိကျွန်တော်ကဒီနှစ်ပရိဒီကောင်ကငါးပရိနဲ့ဒီနှစ်ပရိဒီလောက်မပေးဘူးပေါ်လို့ဆိုကျွန်တော်ကတော့ပြီးတော့အဝေးကနေယူတဲ့စနစ်နဲ့ကျွန်တော်က ဒီသုံးလုံးပေါင်းခုံလို့ဖြစ်ပြီးခုံကားထိုင်တယ်ခုံကားထိုင်ပြီးတော့နောက်ပေါင်းလေးကကိုလိုဖြစ်တဲ့တဲ့ပဲနဲ့ခုံပြအောင်ရှစ်ပတိအဲကျွန်တော်အဲ့ဒီမှာယူပြီးလွဲသွားလိုက်တာနော်ဟုတ်ပြီဒါထားလိုက်တော့ဖြစ်နေတာသူလုံးချက်ကတော့မှန်တယ်ကျွန်တော်ယူစားတာကလွဲတာဟုတ်ပြီအဲ့လို့ဆိုရင်တို့ကျွန်တော်လည်းအဲ့ရောဒီချိန်မှာဒီဇိုင်းလေးရဲ့ပဲပြန်ကြည့်ချင်တယ်ဗျာဖြစ်နေတာနော်ဟုတ်ပြီပထမကတ်မှာကြတော့နော်ဒါ6ချိန်7ချိန်မှရောက်တော့8 9 3နော် ရှစ်ထိတ်လားသူ့ရဲ့ဘိမှာကိုပရိရှိတယ်ကိုခါလားဒါအကြမ်းမြင့်ပေါ့နော်ဒုတိယကတ်မှာရှစ်ပရိရှိတယ်အဲ့ရှစ်ပရိကြီးရှစ်ခါလို့ထဲတာကတိယကတ်ညလုံးလက်မှာငါကိုသုံးခွန်ပရိကိုရှစ်ခွန်လို့သူစီနီယာရိုက်ပြီးတော့ဒီခွန်ပရိဒီခွန်ပါရိုက်မှာလားခွန်ခါလို့ရိုက်မှာလားမိတ်ဆွေများ နော်အဲ့ဒါတစ်ချက်သုံးသပ်ဒါနီးရောနီးစပ်နီးနော်ခွန်ပါဗျာဟုတ်ပြီခွန်တလုံးတော့ကျွန်တော်ကင်လိုက်တော့မယ်သူယူရတာကလည်းသူကရှစ်ထိတ်ကိုအော်တိုပေးပြီးတော့ပရိတ်နဲ့ရှစ်ဆက်ကိုတို့ရယ်ဒုတိယကမ္ဘာကလည်းသူကပရိတ်ဒီခါလို့ထဲရှစ်ထိတ်ဒီကိုပေးလိုက်တယ်တတိယကမ္ဘာကျွန်တော်ကခွန်ခါလို့ထဲပြီးတော့ရှစ်ထိတ်လို့ထဲမယ်ဆိုရင်ရှစ်ဆက်ခွန်တွေ့လာပေါ့နော် ဒီ80ခွန်အတွင်းနဲ့ရိုက်မှာဟုတ်ပြီအဲ့မှာညတို့ပြန်ကြည့်တစ်ချက်ပြန်သုံးသပ်လိုက်ရနော်ပြန်သုံးသပ်ကြည့်တာပေါ့ဗျာအဲ့ဒီဒီမြင်းကုံလေးဒီ80ခွန်ရေညတို့ကြပင်ရိုက်ပြီဘောမြင်းကုံလေးမှာကဥပဒေဥပဒေရှိနော်ဒီကနပထမကိုကြီးမှာကြာပါတယ်။ဒါကဥပရိနဲ့ရှစ်ပရိနဲ့ခွန်လို့ဖြစ်ခဲ့တယ်ဆိုတာနော်။အဲ့ရတယ်မှာဒီမှာ ဒီပရိနှလုံးပေါင်းရင်ရှစ်ဒီပရိနှလုံးပေါင်းရင်ဒီရှစ်เนาะဒီပရိပရိနှလုံးပေါင်းရင်ဒီခုံလို့ဖြစ်ခဲ့တာအဲ့ဒါကကျွန်တော်ဒီကျွန်တော်ရောက်ဆက်ဆယ်ချိန်မှာအကျုံးဝင်ပါလားဟောစဉ်းစားเนาะရှစ်ရှစ်ဆိုတာကတော့တော်တော်လေးပြီးခဲ့တယ်ဟုတ်နော်ဟုတ်ပြီဒီပရိနှလုံးပေါင်းရင်ကိုနှလုံးပေါင်းရင်ကိုပရိအဲကိုရှစ်လေးကိုပရိနှစ်တုံညာခုံကိုပရိเนาะ ကိုကိုပေါင်းရင်ရှစ်လို့ဖြစ်လို့ရှစ်ထိပ်ပြီးမှလာနော်ဒါရေမွားပင်ပေါ့ဗျာရှစ်ပရိတ်တုံညာမတဲ့ရင်းနှလုံးပေါင်းရင်ရှစ်ထိပ်ပြီးလို့ရှစ်ပရိတ်လို့ပြီးမှလာဟုတ်ပြီဒါညတော့ခုတန်တရားကမှာကိုတုံညာတုံနှစ်ပရိတ်695ပရိတ်လို့ရိုက်ခဲ့လို့ခုံပရိတ်လို့ရိုက်မှာအဲခုံ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 တိတ်စီလို့သူပြီးမှလာခုံလုံးပါလားအဲ့လိုညတော့ဘလို့ပြည့်ပြီးဗတိတ်ဒီခုံလို့ပြီးလို့ရှင်ခုံကလုံးပါတော့ ျွန်တော်ခုံးတော့ကြိုက်သွားပြီနော်မြို့ရှင်ကအဲ့လိုဆိုရင်တစ်ချက်ကျွန်တော်တို့လုံးပိုင်ထောင်ပြီးတစ်ချက်ပြန်ထောက်ကြည့်လိုက်မြို့ရှင်ကနော်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်ကြည့်လိုက်ဒီခုရှစ်လေးကနေစပြီးတော့မြင်းကုန်ရစပြီးခွန်ထိတ်စီနှစ်ထိတ်စီတစ်ထိတ်စီအနန္တလုံးပေါင်းရင်၃ညလို့ဖြစ်ခဲ့တယ်ခွန်ထိတ်စီနှစ်ထိတ်စီတစ်ထိတ်စီနော်ဒီချိန်ကစပေါင်းလိုက်တော့၃ညလို့ဖြစ်ခဲ့တယ် ။သုံးရလို့ပေးလိုက်တဲ့တပြက်နဲ့ကျွန်တော်တို့ဒီရှစ်လို့ဖြစ်အောင်လို့ရှစ်ထိပ်ဒီထည့်ကြလိုက်တဲ့တပြက်နဲ့9တရှစ်လို့ခဏလေးလုံးပေါင်းလိုက်မယ်ရှစ်လို့ဖြစ်ခဲ့တယ်။အဲ့ဒီရှစ်ဒီကျွန်တော်တို့ဒီမှာခွန်ရှင်လေးကိုပရိနှစ်တုံညာခွန်ကိုပရိဒီပရိနှလုံးပေါင်းရင်ဒီကိုလို့အဲရှစ်လို့ဖြစ်ခဲ့လို့ကျွန်တော်ယူဆတာကခွန်ထိပ်နှစ်ထိပ်တစ်ထိပ်ရှစ်ထိပ်အနလေးလုံးပေါင်းလိုက်တဲ့ပြန်နဲ့ရှစ်လို့ဖြစ်တယ်။နော်ရှစ်ထိပ်လို့ကြားလိုက်တဲ့ပြန်နဲ့ ရှစ်ကိုဒီနေ့ဗရိတ်ကိုနဲ့လှန်ချဲလိုက်တာပေါ့ဗျာဗရိတ်ကိုဒီကိုခါလို့လဲရှစ်သက်ကိုအတွက်ဟုတ်ပြီဒါပထမကဒုတိယကကုံရောပြန်ကြည့်ကြည့်လိုက်နော်ဗရိတ်နှလုံးပေါင်းရင်းဒီရှစ်လို့ဖြစ်လို့ရှစ်ထိတ်လဲသူယူရအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြန်ကြည့်ကြည့်လိုက်နော်ခုနကကျွန်တော်ပထမယူရတယ်ဘာလို့လဲဆိုတော့သူကထည်သည်နှစ်သုံးပေါင်းရင်းဒီကိုချိန်မှကတုံညလို့ဖြစ်ခဲ့တာတိကေ9ရဲ့4ရဲ့တုံညလို့ဖြစ်ခဲ့နော် တကယ်9ရက်4ရက်တုံညလို့ဖြစ်ခဲ့တုံညလို့ဖြစ်လိုက်တဲ့ပြန်နဲ့ဒီပဋိနှလုံးမောင်းရင်းဒီရှစ်လို့ဖြစ်ခဲ့လို့ရှစ်လို့ဖြစ်အောင်ရှစ်သိန်းကိုအော်တိုထည့်လိုက်တဲ့ပြန်နဲ့ဟဲ့လားတင်း9 4ရှစ်အနန်း၄လုံးမောင်းရင်းဒီရှစ်လို့ဖြစ်လို့ရှစ်သိန်းကိုထည့်လိုက်တယ်ဟုတ်ကဲ့အဲ့လိုဆိုလို့ညီတို့တတိယကတ်ညီတို့ခြေတဲ့ကတ်ကိုပြန်ကြည့်ကြည့်လိုက်နော်မိတ်ဆွေများဒီပဋိနှလုံးမောင်းရင်းဒီခုံလို့ဖြစ်တာပဲ သူ့အနေနဲ့ဒါတော့ဟိုခုံလို့ယူကျွန်တော်ကတော့အဲ့လိုမလို့ခြင်းဘူးပြန်နော်ဟုတ်ပြီအဲ့လိုဆိုရင်မိသိမ်မြတ်ကြမ်းကြီးကြီးလာအဲ့ဆိုလို့နော်ကိုထိတ်6ထိတ်3ထိတ်ပထမညတော့9ချိန်မှာတော့3ည3ညဒီကင်မှာ3ညလုံးမဖြစ်ခဲ့နော်အဲ့တော့သူပေါင်းရင်းဒီကျွန်တော်တို့မျိုးလှည့်ယူမှာကိုထိတ်စီ6ထိတ်စီ3ထိတ်စီအနန်းသုံးလုံးပေါင်းရင်10လို့ဖြစ်တယ်10လို့ဖြစ်လဲတဲ့ပြန်နဲ့ကျွန်တော်ကဒီချိန်မှာ3ညထိုင်ရင်10လို့ဖြစ်မှာလား ဲ့ဒါကသူကတုံရထိပ်တည်တယ်ပေါ့ဗျာကျွန်တော်အဲ့တုံရထိပ်တည်လေကျွန်တော်ကဒီလိုပုံချင်းဇက်တိုက်ပြေးမယ်ဆိုရင်လည်းတိတ်မကြိုက်ချင်ထိပ်စီဒါပေမဲ့နော်အဲ့လိုဆိုရင်ဒီညောစိမ့်အောင်လေးဗရိတ်နှလုံးပေါင်းနဲ့နှစ်ဗရိတ်ငါးဗရိတ်နှလုံးပေါင်းရင်းဒီခုံလို့ဖြစ်ခဲ့လို့ခဏမကတ်ဒုတိယကတ်လို့ပဲထိပ်စီဒီကျွန်တော်ပွားလိုက်ကြသူကိုထိပ်စီဆောက်ထိပ်စီတုံးထိပ်စီခဏသုံးလုံးပေါင်းလိုက်တဲ့ပြန်နဲ့ရှစ်လို့ဖြစ်တယ် ဒီဗိုင်းနှလုံးပေါင်းရင်ခုံရခဲ့လို့ဒီမှာရုံတော့ဒီရှစ်နဲ့ခုံလို့ပြအောင်ကိုထိတ်စီထည့်လိုက်တော့နော်ကိုထိတ်စီအဲ့တော့ကျွန်တော်ဆယ်ချီမှာကိုထိတ်စီကျွန်တော်ခိုင်တော့တိုင်မယ်ဗျာနော်အောက်ွက်တော့မလုံရဲပါဘူးဗျာပောက်တော့ပောက်တာချိန်ရနည်းနည်းလွဲတာအချိန်ရများများဖြင့်ကိုထိတ်စီကိုရလိုက်တယ်ဗျာနော်ဒီပရိသတ်ဒီခွန်ခါတော့မို့ခွန်နှောင်းပိတ်ကြမှာ ဥသခွန်တွဲဥသခွန်တွဲလူကိုင်မယ်ဗျာမိသိများနော်ဒါကျွန်တော်ကကျွန်တော်အကြိုက်ကျွန်တော်အမြင်ကိုပြောတာမိသိများကြာရင်89လို့ထည့်ထိုးလို့ရတယ်တုံညာခွန်တွဲထည့်ထည့်လို့ရဟမ်တုံညာခွန်တွဲ89တွဲလို့ထည့်ထိုးလို့ရတယ်နော်မိသိများကျွန်တော်ကတော့69တွဲကိုင်မယ်ဥသခွန်တွဲဘုံမဟုတ်ဥခွန်အတွဲဥသခွန် ိုးထိတ်ခုံနောက်ပိတ်နဲ့ကင်မှာဟုတ်ပြီအဲ့ဒီမှာကျွန်တော်ဒါဒီကတ်ကိုကျွန်တော်ဗရိတ်တော့မတွေ့ဘူးအဲ့တော့ကျွန်တော်ဗရိတ်ကိုကျွန်တော်ယူဆရင်လည်း line လေးနဲ့မေ့တင်မြဲကြိုက်ရင်လည်း light ထိုးနော်ဂျင်းပြီပေါ့ဗျာဟုတ်ပြီအဲ့တော့ဗရိတ် line လေးတစ်ချက်ကျွန်တော်သိအများကြီးလည်းမကြည့်ကျင်တော့ဘူးဗျာဘာလို့ကနန်းကြီးကညံ့ညံ့ကြည့်ပြီးညံ့ညံ့လွဲလीဖြစ်နေအဲ့လို့ဆိုရင်ကျွန်တော်69ခုနှစ်ကစတယ်မနစ်ကတမန်၃နောက်မိတ်ပြီးတဲ့ line ကိုညာကြည့်အနောက်ဘေးဒါမိတ်ဆွေများအကုန်သိပါတယ်ကျွန်တော်မိတ်ဆွေဒီ line ပေါ်က ုံးသုံးသမားမှန်တယ်ဗျာဒီ line ကိုဂုံတိနော်ငါနောက်မိတ်ငါပြိတ်လို့ပေးလိုက်တယ်နော်ငါပြိတ်လို့ပေးပြီးတယ်နဲ့ तू ကငါပြိတ်ကနေပြီးတော့တစ်နှစ်နှစ်နှစ်၃နှစ်ဆိုရင်၃နောက်မိတ်ပြီးတယ်၃နောက်မိတ်ပြီးပြီးတော့ကျွန်တော်ဒီနှစ်ထဲမှာပေါ့80ဆိုတော့ဆိုတော့လောက်ကြငါထိတ်စီနေရတဲ့ကြင်တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်သွားလို့ရှင်ဒီငါထိတ်ကြောင့်မို့ငါနောက်မိတ်ကြောင့်မို့၅နှစ်သွားတစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်သွားလဲတဲ့ပြိုင်နဲ့ကျွန်တော်တို့၁၀ချိန်မှာ ဆယ်ချိန်မှာနော်ဆယ်ချိန်မှာသူရိုက်လာတာလေမိခင်ကကျွန်တော်ဘိတ်လေးကိုကျွန်တော်ကျွန်တော်ရိုက်ချင်တဲ့ပရိပေါ်များဟုတ်မဟုတ်တော့မသိဘူးပေါ့နော်တင်90ရှိတယ်ဆယ်ချိန်မှာအဲဆယ်ချိန်မှာတင်90တင်90ပြီးတာအပေါ်မှာငတ်သွားတော့နော်မိခင်ကတစ်ခါလဲရှင်းပြလိုက်ကိုပရိလူပြီးခဲ့ဆောင်းသွုံးလုံးပေါင်းရင်6လို့ဖြစ်ပြီးတော့ချောင်းလေးကြိုက်ဟုတ်ပြီဒါပထမကဘောလေးလိုက်ဒုတိယကမှာငါးနောက်ပိတ်ငါးပရိကန်နေပြီးတော့ငါးနှစ်သွားမယ်တစ်နှစ်နှစ်နှစ် 3နှစ်4နှစ်3တော့မိတ်လည်းခံတာ5ချိန်5နှစ်သွားလဲလို့ရတယ်ညတို့10ချိန်မှာလေးခုံလေးဆိုတာရှိတယ်လေးခုံလေးဆိုလို့ရှိတော့လေးခုံမှာသောင်းသုံးလုံးမောင်းရင်6လို့ဖြစ်ခဲ့ပြီးတော့6ပထမကတင်90 6ပရိဒုတိယကမှာကလေးခုံလေး9ပရိလို့ရိုက်ခဲ့တယ်ဟုတ်ပြီညတို့တတိယကရောက်ပြီကိုပရိလည်းသူခံတယ်เนาะမသိမှာကြည့်အောင်ကြည့်မယ်လေးခွန်လေးရဲ့အထက်မှာကိုးသုံးခွန်ဆိုရှိတယ်။ဒါကြောင့်ဒီမိသိမြာဒီပုံမှန်က ိုပရိတ်မပေးလို့ကျွန်တော်တို့ချက်ချင်းမှာကိုချင်းမှာကိုပရိတ်ပြီးမှာသူကဒီချင်းမှာဒီရိုက်တာနော်ကျွန်တော်ဒါဒီကိုနော်ဒါဒီတော့တခါလေးရှင်းပြလိုက်တာမိသိမြဇွေးစွာဖြစ်သွားမှာဆိုလို့နော်ဟုတ်ပြီဒုတိယကန့်နေနဲ့69ခုနှစ်ကိုကိုငါငါနောက်ပြီးကနေပြောတနစ်နှစ်နှစ်သုံးနှစ်လေးနှစ်သုံးနောက်ပြီးလဲခံတယ်။ငါနှစ်ပြည့်လဲတဲ့ပြန်နေအဲ့လို10ချိန်မှာ311အပရိဖြစ်နော်အပရိဖြစ်လိုက်တဲ့ပြန်နေအပေါ်မှာ9ပရိကလည်းခံလာတယ် ကျောင်းတုံးလုံးပေါင်းရင်6လို့ဖြစ်ခဲ့တယ်။နော်6လို့ဖြစ်လိုက်တဲ့ပြိုင်နဲ့6လို့ဖြစ်လိုက်တဲ့ပြိုင်နဲ့သူက9ပရိတ်။နော်ဟုတ်ပြီ။ညတို့ရောက်တဲ့နှစ်ပေါ့ဗျာ။ရောက်စဲ2025ခုနှစ်မှာအားနောက်ပိတ်2021ခုနှစ်ကငါးနောက်ပိတ်အဲ့ငါးနောက်ပိတ်ကနေပြီးတော့တနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်လို့ရောက်တဲ့ပြိုင်နဲ့ညတို့စဲချင်း ဒီမှာတော့သူကကိုးချိန်မှန်ကတုံးတုံညာကိုကိုးပိတ်တော့မချဘူးနော်မသိမလားကျွန်တော်အဲ့လိုဆိုချင်ဆောင်းသွလုံးပေါင်းချိန်မဲ့ဆိုရင်၆လို့ဖြစ်အောင်ရှစ်ထိတ်သူကလည်းရှစ်တယ်လို့ယူသားအဲ့ဒါအဲ့ဒါထားလိုက်တော့ရှစ်ထိတ်နော်သူရှစ်ထိတ်ကျွန်တော်ပြောချင်တဲ့ဆိုလိုချင်တဲ့အထိတ်ပြရတော့မသိမလားနော်မသိမလားစိတ်ကူးဒီ line ထဲမှာစိတ်ကူးကိုညံမီကျွန်တော်တော့ညံသိမ့်မမီတော့ကျွန်တော်ညံမီတလောက်ပဲကျွန်တော်လေးမြင်တာလေးပဲကျွန်တော်ပြောပြလိုက်နော်တင်ငန်းတဲ့6ပြိလို့သူရိုက်လိုက်တယ်ဗျာ။ပထမကဒုတိယကမှာကသူက ဒိခုံလေးငါပရိတ်မြိုက်တယ်တတရကတ်မှာညလုံးကတုံးတစ်တစ်ငါပရိတ်ဟုတ်လားအဲ့တော့မိတ်ဆွေများ तू လှုပ်လာတဲ့ပုံက၆ပရိတ်ငါပရိတ်ငါပရိတ်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီချိန်မှာတောင်းတောင်းရေရောက်ရှင်းတယ်ညလုံးလဲဟိုအော်ကနန်ကွက်ကြီးလေးရိုက်တာမဟုတ်ဘူးဆိုတော့ဟုတ်လားမိသမီးအနေနဲ့တော့မြင်တာရှိရင်တော့ရိုက်ပေါ်တော့ကျွန်တော်တော့အော့ကွက်ကြီးကြီးကြီးမားမားတော့မရိုက်ရဲအဲ့တော့ဒီကတော့ဒီဆဲကြီးမှာ6ပြည့်ကြီးတော့ရိုက်မှာ 差不多够多路呀，都多十八嘛。你东龙帮人写路皮样多，你东龙帮人东西西新老辈，东家看小路皮，西腿路皮，就走路大金老面包面，好啦，差不多路都那样，西腿呢差不多，西腿喏差不多。ဒါမှရှင်းမသိဘူးကျွန်တော်အစ်ကအပေါ်မှာကကိုးလို့လည်းမဖြစ်ခဲ့ဘူး ကျွန်တော်ပထမကကယူစားတဲ့အနန်းတလုံးနဲ့နေရာအထိုင်နဲ့ယူခဲ့ပြီးတော့ကျွန်တော်နော်အဲ့ဒါကိုကျွန်တော်ကဗရိတ်လိုကင်နေမြေဒုတိယကကျွန်တော်ဒီကင်မန်ကကျွန်တော်တို့ကခုနပြောလိုပဲဒီဗရိတ်ဒီခါဝင်တာနော်မိတ်ဆွေများနော်တစ်လေးလေးကိုဗရိတ်မလို့ကိုခါဝင်ကိုလုံးပါပေါ့နော်ဒီမှာတော့ကိုခါလို့ဒဲဝင်ဒုတိယကမှာတစ်ကိုရှစ်တစ်ကိုရှစ်ကရှစ်ဗရိတ်မလို့ရှစ်ခါလို့ဒဲဝင်ခဲ့တာဟုတ်ပြီ အဲ့လိုဆိုလို့ရင်ညတို့တက်တရားကမှာသူကမနစ်ကလည်းကျွန်တော်2024ခုနှစ်ဆယ်ချိန်မှာသူကခွန်မတိပေးခဲ့တာငါကိုသုံးလို့ပေးခဲ့တော့ဟဲ့လားစီနီယာပရိတ်ကိုစီနီယာကလန်းအလုံးပါဟဲ့လားနေရာတိုင်းဖြစ်ဖို့ကတော့ခင်းနေတယ်နော်အဲ့တော့ကျွန်တော်ငါကိုသုံးခွန်မတိကြီးခွန်လုံးမှာနေရိုက်မယ်ကျွန်တော်ခုနမိတ်ဆွေများကိုပြောခဲ့တဲ့6 6ပရိတ်ကိုကျွန်တော်ရိုက်မယ်နော်6ပရိတ်ကိုကျွန်တော်ရိုက်ချင်အဲ့တော့မိတ်ဆွေများ အကြိုက်သူခဲ့လင်းတော့၎င်းဟုတ်လားစိတ်ကူးရှိတဲ့ခဏလေးညာရှိရင်တော့၎င်းကျွန်တော်မြင်တာလေးလဲကျွန်တော်ကပြောပြတာနော်ပိုးပါမယ်ရှစ်ပါမယ်9နဲ့10နဲ့9နဲ့ခဏ3လုံးနဲ့3ညနဲ့ခုနကကျွန်တော်ပြောပြเนาะဒီဒီ3လုံးပေါင်းရင်10လို့ဖြစ်အောင်သူချင်း10လို့ဖြစ်ခဲ့လို့3ညဖြစ်အောင်အဲ10လို့ဖြစ်အောင်3ညထိဝင်လို့ရတယ်အဲ့တော့မိတ်ဆွေများကျွန်တော်ဒီစဲချိန်မှာကျွန်တော်ထိုးကျွန်တော်ကတော့90ဟို3ညကိုနှစ်ဘွက်ထိုးမယ် ကိုရှိကိုလိုကိုကိုရှိပတ်လေခြင်းကိုထုံးမယ်ဗျာဒီချိန်နှစ်ကွက်ကတော့သိကြောင်းကိုထုံးမယ်နော်အဲ့တော့မိသိများဒီကိုချိန်မှာကျွန်တော်အနေနဲ့တော့6ပရိကင်နေတယ်နော်ကျွန်တော်ကင်လဲကင်မှာ6ပရိပဲတိုင်မှာကိုထိနေ6ပရိ10ပဲကျွန်တော်ဖိုးတာပဲနော်ထုံးမှာ10ပရိ6ပရိ10ပဲအဲ့ဒီမှာညတို့ကဒီထက်မှာဒီကတုအနေနဲ့ကနန်းနေတဲ့ထုံးမှုတုံး ကို90ကိုတုံညာကုန်ကနန်းတော့သူ့အနေနဲ့ကတော့ပို့ပြီးထိုးတင်တယ်လို့ကျွန်တော်ကယူဆတာပေါ့ဗျာအဲ့တော့မိသင်များကျွန်တော်တို့ဒီဒီကကတော့ပြီးတယ်နော်မိသင်များအပေါ်မှာလည်းသူကပြီးတယ်မိသင်များလေးလာကြည့်လို့တော်တော်ပြီးတယ်ကနန်းကြီးကနော်ကျွန်တော်တို့လေးပရိတ်ကလေး၄နှစ်သွားလို့ရှိရင်၃ပရိတ်လို့ရိုက်တယ်ဒုတိယကမှာလေးပရိတ်ကနေပြီးတော့၄နှစ်သွားလို့ရှိရင်၂ပရိတ်လို့ရိုက်တယ်ကျွန်တော်တို့တတိယကမှာလေးပရိတ်ကနေပြီးတော့ လင်းနေသွားရင်တစ်ပတိတ်လို့ရိုက်ခဲ့တယ်เนาะဒီကူကတော့အမှန်ကန်သွားတယ်အဲ့တော့မိတ်ဆွေများကျွန်တော်မပြဘူးလို့လို့ပြမလို့မပြောဘူးလိုင်းပေါ်စဉ်းစားနေတာဘာလို့လိုင်းကကျွန်တော်တခြားမိတ်ဆွေဆရာများတွေကိုကျွန်တော်တို့ကပုံပေါ်နေနေလက်လက်ပပမပြောတတ်တယ်လို့ကြာတာကျွန်တော်သိတယ်ဟောမပြောဒါမှမဟုတ်ကျွန်တော်မြင်တာလေးနဲ့မိတ်ဆွေများကြိုက်နေကျွန်တော်ဆယ်ချိန်ပါပေါ့နော်ဆယ်ချိန်ပါကျွန်တော် ိစင်များကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းကိုးထိတ်နဲ့ချောက်ပိုးထိတ်တပြင်းကနန်းရရင်တော့မိစင်များကိုင်ကိုင်ပေါ့ဗျာနော်မိစင်များအလုံးမဲ့ကျွန်တော်ဒီချိန်မှာတော့ကျန်တာလည်းတိတ်တော့နိုင်ကြည့်လို့ရှင်နိုင်ထုတ်ဖြစ်တယ်ဗျာဒါနီးလို့ဒီလိုင်းနဲ့ကကြီးတာဟိုကကျွန်တော်စီးပြီးဆွဲတာတွေကကျွန်တော်ကပါနေတာအဲ့တော့မိစင်များကျွန်တော်အနေနဲ့ကတော့ကျွန်တော်ထိုးတာစီးပြီးကတော့နော်ကိုးထိတ်နဲ့ခွန်နောက်ပိန်းနဲ့အလဲစီးစီးဟဲ့လားအိုးထိတ်နဲ့ခွန်ခါနဲ့နောက်စီးစီးရိုက်ထား ဟုတ်လား5ထိန်းနဲ့6ပရိဗျာ6ထိန်းနဲ့6ပရိကျွန်တော်ဒါလောက်ပဲရိုက်လို့တော့မတော်ဘူးမြင်သူများဟုတ်လားအဲကိုကူရှင်နဲ့ကို90ရတော့အားလိုက်တာကျန်တဲ့ကဏ္ဍတော့ကျွန်တော်ဘာမှမရိုက်တော့ဘူးအဲ့တော့မိသူများလည်းအကြိုက်သူရင်ရိုက်ရအောင်လို့ကျွန်တော်လိုင်းပေါ်တက်လာရင်လက်တက်လာတာပါအလုံးပဲမိသူများမိမိစိတ်တိုင်းလည်းသဘောကျချိခဲ့ရင်ရိုက်ရအောင်လို့ကျွန်တော်ကအနန်းလေး ပြောပြရင်ရှင်းပါတယ်ဘလို့သဘောမောကျွန်တော်ထိုးတဲ့ကဏ္ဍပါနော်ဒါသူများပါတဲ့ထိုးတဲ့ကဏ္ဍမဟုတ်ပါဘူးအလုံးမဲ့မိတ်ဆွေများနော်ဒီစင်ဒီအချိန်မှာကိုထိတ်တော်လကောင်းရှစ်ပါတော်လကောင်းခုံပါတော့ကီးအနေနဲ့ကတော့ပိုးရှစ်ခုံဆိုတဲ့ကဏ္ဍကတော့ဒီလွတ်မယ်မထင်ဘူးနော်မိတ်ဆွေများအဲ့ကနန်းသုံးလုံးမထီမင်းတော့ကနန်းပေါက်ပြီးပါနေရအကြောင်းလို့မရှိဘူးထင်တာကျွန်တော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ထင်တာတော့ကျွန်တော်ရိုက်ရတာမိစင်ညာလည်းကြိုက်ရင်လည်းရိုက်လိုက်ပါနော် ကျွန်တော်ဒီကဏ္ဍခုနမိတ်ဆွေများကိုကျွန်တော်ထိုးတဲ့ကဏ္ဍလေးဒါအလုံးပြောပြီးပို့ထိန်နဲ့ခွန်ခါနဲ့တုံညာနောက်အဲနောက်စီစီဆွဲတယ်ပို့ထိန်နဲ့ခွန်နောက်ပိုင်းနဲ့အလဲစီစီရိုက်တယ်ပို့ထိန်နဲ့၆ပတိရိုက်တယ်၈ထိန်နဲ့၆ပတိရိုက်တယ်အလုံးပဲမိတ်ဆွေများအကြိုက်ပါတဲ့ကဏ္ဍများရှိခဲ့တယ်ထိုးလိုက်ပေါ့နော်မိတ်ဆွေများဒါတော့မိတ်ဆွေများကိုနှစ်တဲ့ရကိုထိုးကြပါကိုထိုးမှကိုရမှာဘလို့မှပြောပြောကိုကြိုက်နှစ်တဲ့ချင်းထိုးနိုင်ပါတယ် ားအလုံးမဲမိသိများကျွန်တော်ကကနန်းလေးများကြိုက်ထိုးကြပါဟုတ်လားမကြိုက်ရင်လည်းမထိုးတရားမကြောင်းမရှိပါဘူးဟုတ်လားအလုံးမဲမင်္ဂလာပါဗျာ